သခင်ယေရှုခရစ်တော်ပြောတယ်တင်ဤယုံကြည်ခြင်းကတင့်ကိုကယ်မပြီဆိုတော့သခင်ယေရှုခရစ်တော်ပြောတဲ့တင်ဤယုံကြည်ခြင်းကတင့်ကိုကယ်မပြီလို့ပြောတဲ့အခါမှာကျွန်တော်တို့ဘက်ကနေပြီးတော့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့အရာကိုယံတမ်းပြီးယုံကြည်လိုက်တဲ့အရာကနေရလာတဲ့ကယ်မခြင်းကျမ်းမာခြင်းမျိုးပြောတာမဟုတ်ဘူးနော်ဆိုတော့ဒီနေရာမှာ ယုံကြည်တဲ့သူကဘသူ့ကိုယုံကြည်တာလဲဆိုတော့သခင်ယေရှုကိုယုံကြည်တာသခင်ယေရှုခရစ်တော်ကတက်နိုင်တယ်သခင်ယေရှုခရစ်တော်ကလှုပ်ပေးနိုင်တယ်ဆိုပြီးတော့သခင်ယေရှုခရစ်တော်ကိုယုံယုံကြည်ကြည်နဲ့ဟိုချင်းကတ်တဲ့ခါမှာသခင်ဘုရားကိုသူယုံကြည်လိုက်တဲ့သူ့ရဲ့ယုံကြည်ခြင်းကသူ့ရဲ့အတ္တတာကိုပြောင်းလဲစေတယ်ဟိုကယ်မပေးတယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ ိုဖျားသခင်ရဲ့မိသားစုဝင် ဖြစ်လာတဲ့အခါမှာနော်ဖျားသခင်ရဲ့မိသားစုဝင်ဘလို့စပြီးတော့ဖြစ်လာတယ်လဲဆိုတော့သခင်ယေရှုခရစ်တော်ကိုကျွန်တော်တို့ယုံကြည်လက်ခံခြင်းအပြင်စပြီးတော့ကျွန်တော်တို့ဖျားသခင်ရဲ့မိသားစုဝင် ဖြစ်လာတယ်ဖျားသခင်ရဲ့အတိုင်းဝန်းထဲကိုကျွန်တော်တို့ကရောက်လာတယ်ဖျားသခင်ရဲ့အိမ်တော်သားဖြစ်ခွင့်ရတယ်မြေကြီးပေါ်မှာနေပေမဲ့လည်းတနေ့ကျရင်သခင်ယေရှုခရစ်တော်ကျွန်တော်တို့ကိုလာပြီးတော့ခြိဆောင်မယ်ဖျားသခင်ရဲ့ထာဝရအိမ်တော်မှာကျွန်တော်တို့က သခင်ယေရှုခရစ်တော်နဲ့အတူနေခွင့်ရမယ့်သူတွေဖြစ်တယ်။ဖခင်သခင်ရဲ့မိသားစုဝင်စဖြစ်တဲ့အချိန်မှာကျွန်တော်ဘာနဲ့ဖြစ်လာလဲဆိုရင်ယုံကြည်ခြင်းအဖြစ်ဖြစ်လာတာဖြစ်တယ်။နော်ယုံကြည်ခြင်းနဲ့စလာတာဖြစ်တယ်။ဒါကြောင့်ခရစ်ယာန်အသက်တာရဲ့အစကဘာနဲ့စလဲဆိုယုံကြည်ခြင်းဘာကိုယုံကြည်တာလဲသခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့ယုံကြည်ခြင်းကနေစတာပေါ့နော်။ဆိုတော့တခိယေရှုခရစ်တော်ကျွန်တော်ယုံကြည်လက်ခံလိုက်တဲ့အခါမှာဖခင်မိသားစုဝင်ဖခင်သခင်အတိုင်းဝန်းထဲမှာကျွန်တော်ရောက်လာပြီး ဘုရားသခင်အိမ်တော်သားဖြစ်လာပြီးဆက်ပြီးတော့ကျွန်တော်တို့ဘလို့အသက်ရှင်ရမလဲဆိုရင်ယုံကြည်ခြင်းနဲ့နော်အသက်ရှင်ဖို့ဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့နော်အသက်ရှင်ပြီးတော့အာကျွန်တော်တို့ရဲ့အနာဂတ်ကိုတလှမ်းခြင်းစီကျွန်တော်လှမ်းသွားဖို့ဖြစ်တယ်ဆိုတော့အဲ့ဒီလိုသွားတဲ့အခါမှာတခါတလေကျရင်ဘဝမှာပေါ့နော်ဟိုစိန်ခေါ်မှုတွေကျွန်တော်တို့အများကြီးဟိုကြုံရတယ်နော်ကိုထင်ထားသလိုမဖြစ်တာတွေ မဖြစ်ချင်တဲ့ဟာတွေဖြစ်တာတွေเนาะကိုလူချင်းတဲ့ဟာမရဘဲနဲ့ကိုမလူချင်းတဲ့ဟာတွေရတာတို့ကိုခံစားချင်းတဲ့ဟာမခံစားရဘဲနဲ့ကိုမကြုံချင်းတဲ့ဟာတွေကြုံရတာမျိုးတွေပေါ့เนาะဟိုတခါတလေကြရင်ဖျားတခင်ရဲ့ဟိုဂတိတော်နဲ့เนาะကျွန်တော်တို့ကြုံနေရတဲ့အနေထားကဟိုမိုးနဲ့မြည်လို့ကြွာနေသလားလို့เนาะတန်တရားဝင်မိတဲ့အချိန်တွေရှိတယ်။ကျမ်းစာကိုကြည့်တဲ့အခါမှာရှစ်တန်ရှင်းသူတွေကိုယ်တိုင်လည်းသူတို့ เนาะพญาทခင်ရဲ့ဟိုအတန်တော်ကိုကြားပြီးတော့เนาะယုံကြည်ခြင်းနဲ့ခြေလန်းလန်းတဲ့အခါမှာသူတို့မှာစင်ခေါ်မှုတွေအများကြီးကြုံရတယ်ဥပမာဟိုအာဗြဟံနဲ့ဆာရာကိုကျွန်တော်တို့ကြည့်မယ်ဆိုသူတို့ဇနီးမောင်နှံကိုကြည့်မယ်ဆိုသူတို့ကအယံကိုအသက်ကြီးပြီဒီအသက်ကြီးတဲ့အရွယ်ရောက်တဲ့ခံကြမှာเนาะဖျားသခင်ကသူတို့ကိုဂတိပေးတယ်ဆိုတော့သူတို့ရဲ့အသက်အရွယ်အနေထားနဲ့ဟိုသူတို့ကိုဖျားပေးတဲ့ဂတိကိုစဉ်းစားကြည့်ရင် ဒါဘုရားသခင်ကောက်လာပြီးတော့နောက်နေတာလားမသိဘူးဒီအသက်အရွယ်ချမှာဒါမျိုးကမဖြစ်နိုင်ပါဘူးဆိုတဲ့เนาะဒါတန်တရားကြီးကျွန်တော်တို့ဟိုသူတို့တွေရှိခဲ့တယ်တန်တရားကြီးသူတို့ရှိခဲ့တယ်နောက်ဆုံးမှာတော့ဟိုမဖြစ်နိုင်တဲ့အခြေအနေကနေပြီးတော့เนาะတကယ်ပဲเนาะအသက်အရွယ်ကြီးပေမဲ့လည်းဘုရားသခင်ပြောတဲ့အတိုင်းပဲပေါ့เนาะတားယောက်ျားလေးကိုဟိုရတာကိုတွေ့ရတယ်နောက်ကျွန်တော်တို့ ဟိုဓမ္မတိကျမ်းထဲမှာဆိုဥမာနှစ်ချင်းယော်ဒန်မြစ်မှာနော်ယင်းနှစ်ချင်းမင်္ဂလာပေးတဲ့ဟိုနှစ်ချင်းဆရာယောဟန်ကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ဆိုနှစ်ချင်းပေးတဲ့ယောဟန်ကယော်ဒန်မြစ်မှာသူယင်းနှစ်ချင်းပေးတဲ့အခါမှာနော်ဟိုဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင်းမတ်ခြင်းတရားကိုပြောပြီးတော့နော်နောင်တရကြပါနောင်တရကြပါဆိုပြီးတော့သူကဒီတရားကိုဟောတယ်နိုင်ငံတော်နဲ့ရှင်တော်အေးဝင်ကြီးတရားကိုသူဟောတယ်ပေါ့နော်လာပြီးတော့နှစ်ချင်းခံကြတယ် အဲ့ဒီတဲမှာသခင်ယေရှုခရစ်တော်လဲဒါယောဟန်ရှိမှာနှစ်ချင်းခံနေပေါ့ဆိုတော့အဲ့ဒီမှာယောဟန်ကသခင်ယေရှုခရစ်တော်ကိုနော်နှစ်ချင်းပေးတဲ့အခါမှာအာလုံးတိတဲ့အတိုင်းပဲကောင်းကင်ကနေပြီးတော့တန်ရှင်သောဝိညာဉ်တော်ဟာဂျိုးငယ်ကဲ့သို့ဆင်းဆင်းလာတယ်ကောင်းကင်ကနေအတန်ကြားရတယ်ဤသူကနော်ငါချစ်မြတ်လို့တော့ငါ၏ချစ်သားဖြစ်တယ်ဆိုပြီးတော့ဒီဖြစ်စဉ်ဒီမြင်ကွင်းတွေကိုနော် နှစ်ချင်းစရာယောဟန်ကသူကိုယ်တိုင်ကြားခဲ့တယ်သူကိုယ်တိုင်မြင်ခဲ့တယ်သူကိုယ်တိုင်တခင်ယေရှုခရစ်တော်နှစ်ချင်းပြီးခဲ့တာနော်တခင်ယေရှုခရစ်တော်ဟာဘသူလဲနော်သူကောင်းကောင်းသိတယ်ဒါပေမဲ့နှစ်ချင်းစရာယောဟန်ကနော်ထောင်ထဲကိုရောက်သွားတယ်ထောင်ထဲကိုရောက်သွားတဲ့အခါမှာဘာဖြစ်လဲဆိုတဲ့အခါကျအဲ့ဒီမှာသူကသူ့စိတ်ထဲမှာနော်တန်တရားဝင်လာတယ် ဒါကြောင့်သူတပည့်နှစ်ယောက်ကိုတွားပြီးတော့သခင်ယေရှုခရစ်တော်ပြန်ပြီးမေးခိုင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောပြချင်တာကတမန်ကျမ်းစာထဲမှာကျွန်တော်တို့သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ဘုရားသခင်ရဲ့မိသားစုဝင်ဖြစ်လာတယ်ဘုရားရဲ့မိသားစုဝင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဆက်ပြီးတော့ကျွန်တော်တို့ကယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့ဘုရားသခင်ကိုယုံကြည်ကိုးစားခြင်းနဲ့အသက်ရှင်ဖို့ရန်အတွက်ဘုရားရှင်ကเนาะကျွန်တော်တို့အားလုံးကို အလိုရှိတယ်ဒီလိုယုံကြည်ခြင်းနဲ့ခြေလန်းလန်းတဲ့အခါမှာဟိုတန်တရားတွေရှိတယ်ထင်တယ်လို့မဖြစ်တာတွေရှိတတ်တယ်ဒါကကျွန်တော်တို့သေးပဲမဟုတ်ဘူးချမ်းစာထဲမှာရှေ့တန်ရှင်းသူတွေလည်းဒီလိုအခြေအနေမျိုးအမျိုးမျိုးကိုသူတို့ကြုံရတယ်ဒါမဲ့အဲ့ဒီလိုအခြေအနေအမျိုးမျိုးကြားထဲကနေပြီးတော့သာရဘုရားသခင်ကိုဆက်ပြီးတော့ဆက်ပြီးတော့သူတို့ယုံကြည်တဲ့အခါမှာဂရုပေးတဲ့ဘုရားသခင်ဟာဂရုတော်အတိုင်းပဲသူတို့ကို နော်အတီးပွင့်နေပေးတယ်မဆားတယ်ကျမ်းမာစီတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဆက်ပြီးတော့ကျွန်တော်တို့ဟိုယုံကြည်ဖို့ဖြစ်တယ်ဆိုတော့ယုံကြည်ခြင်းဆိုတာကဘယ်ကနေလာတာလဲဆိုတဲ့အခါကျရင်နှုတ်ကပတ်တော်ကိုကြားနာခြင်းအဖြစ်လာတာဖြစ်တယ်ဒါကြောင့်ယုံကြည်ခြင်းကိုရှင်သန်စေတဲ့တစ်ခုတည်းတော့နော်လမ်းကတော့ဖျားသခင်နှုတ်ကပတ်တော်ကိုမြန်မြန်ခံယူဖို့ဖြစ်တယ် ဖျားသခင်နှုတ်ကပတော်ကိုမြန်မြန်နားထောင်ဖို့ဖြစ်တယ်ဖျားသခင်နှုတ်ကပတော်ကိုမြန်မြန်နားထောင်မှမြန်မြန်ခံယူမှကျွန်တော်တို့ကဘာရမလဲဆိုရင်နော်ကျွန်တော်တို့ကယုံကြည်ခြင်းကို ရမယ်ဆိုတော့ကျွန်တော်တို့ကဖျားနှုတ်ကပတော်မရှိဘဲနဲ့ဘလိုင်းကြီးပေါ့နော်ကိုယုံခြင်းနဲ့အဲ့လိုယုံလို့မရဘူးဆိုတော့နမိတ်လက္ခဏာဖြစ်တဲ့ယုံကြည်ခြင်းကိုကြည့်တဲ့အခါမှာသူတို့ကဘာရှိလဲဆိုတဲ့အခါဖျားရဲ့ဂတိတော်ရှိတယ်ဖျားရဲ့စကားရှိတယ်ဖျားရဲ့နှုတ်ကပတော်ရှိတယ်အဲ့ဒီပုံမှာသူတို့ ယုံကြည်တယ်နော်အဲ့ဒီပုံမှာတို့ယုံကြည်တဲ့အတိုင်းပဲဘုရားသခင်ကအဆုံးမှာတို့ကိုကောင်းချီးပေးတယ်ဆိုတာကိုလည်းတွေ့ရတယ်ဒါကြောင့်ကျွန်တော်အနေနဲ့နော်ကျွန်တော်ဒီမှာကျွန်တော်အဆုံးတတ်ခြင်းပါတယ်ဆိုတော့ကျမ်းစာထဲမှာဘုရားသခင်ကနှလုံးကြေကွဲသောသူတို့ရဲ့အနာမှာဘုရားသခင်အမြဲတမ်းရှိတယ်လို့နော်ကျမ်းစာထဲမှာဖော်ပြထားတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီနေ့အလေးအောင်စကားဝိုင်းထပ်ပြီးတော့ကျွန်တော်အားပေးချင်တာကဘဝမှာနော်နှလုံးကြေမွပြီးတော့ အယံကိုခံစားရတဲ့အချိန်ခါမျိုးမှာငါနဲ့ဘုရားသခင်ကနားမှာမရှိတော့ဘူးလားဘုရားကငါ့ရဲ့အဝေးဆုံးနေရာမှာရောက်နေတလားလို့တင်အဲ့ဒီလိုခံစားမိရင်အဲ့ဒီခံစားချက်ကိုဒီနေ့နှုတ်ကပတ်တော်ကဘာပြောလဲဘုရားသခင်ကနှလုံးသားကြေကွဲတဲ့သူတွေရဲ့အနားမှာဘုရားသခင်ကရှိတယ်စိတ်နှလုံးခိုင်မာတဲ့လူတွေမာမာနကြီးတဲ့လူတွေအနားမှာဘုရားသခင်မနေဘူးနှလုံးသားကြေကွဲတဲ့လူတွေရဲ့အနားမှာဘုရားသခင် ရှိတယ်ဆိုတာကိုနော်ကျွန်တော်အနေနဲ့ထပ်ပြီးတော့ပြောပြချင်တယ်ကြောင့်ကျွန်တော်တို့နော်ဟိုထင်တဲ့အတိုင်းဘာမှမဖြစ်လာတဲ့အခါမှာအရန်ကိုဝမ်းနဲ့ကြည်ကွဲတဲ့အခါမှာဘုရားငါဘက်မှာမရှိတော့ဘူးလားလို့တင်ထင်တဲ့အချိန်ခါမျိုးမှာဒီနေ့ကျန်းစာအဖြစ်ကျွန်တော်ခွန်အားပေးချင်အဲ့ဒီအချိန်မှာဘုရားသခင်ကတင်တဲ့အနည်းဆုံးမှာရှိတယ်တင်ဝမ်းနဲ့ဆုံးအချိန်မှာတင်ရဲ့အနာမှာဘုရားသခင်ရှိတယ်ဆိုတာကိုကျွန်တော်အနည်းနဲ့ပြောပြချင်တယ်ဒါကြောင့်ဆာလ23မှာဘာပြောလဲဆိုရင် ဆာလံစီယာကသူ့ရဲ့ယုံကြည်ခြင်းပေါ့နော်သူ့ရဲ့ယုံကြည်ခြင်းအကယ်၍ဆိုတာကမဖြစ်သေးဘူးဖြစ်လာခဲ့ရင်လဲဆိုတဲ့အတိတ်ပဲရှိတယ်အကယ်၍ဆိုတာမဖြစ်သေးဘူးဖြစ်ခဲ့ရင်ပေါ့နော်အကယ်၍တင်မင်းဤအရေးလွှမ်းမိုးသောခြိုက်ထဲသို့ရှောက်သွားရတော်လေတဲ့ဘေးအန္တရာယ်ကိုမကြောက်ပါတဲ့အကယ်၍ပေါ့နော်ဒါမဟုတ်သေးဘူးအကယ်၍တင်မင်းဤအရေးလွှမ်းမိုးတဲ့ခြိုက်ထဲကိုကျွန်တော်ရှောက်သွားရရင်လဲဘေးအန္တရာယ်ကိုမကြောက်ဘူးဘာကြောက်လဲ ကိုယ်တော်ဒီအကျွန်ုပ်နဲ့အတူရှိတယ်နော်ဒါကျွန်တော်တို့ဆက်ပြီးယုံကြည်ဖို့ဖြစ်တယ်ဖခင်သခင်ကျွန်တော်တို့နဲ့အတူရှိတယ်ဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့ယုံကြည်ဖို့ဖြစ်ပါတယ်ယုံကြည်ခြင်းရှိတဲ့လူတွေကိုနော်ယုံကြည်ခြင်းရှိတဲ့လူကပဲဖခင်သခင်ရဲ့စိတ်နှလုံးကိုတိုးထီတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဆက်ပြီးတော့ကျွန်တော်တို့ယုံကြည်ဖို့ဖြစ်တယ်ဘုသူ့ယုံကြည်မှာလေဖခင်ရဲ့ဂတိတော်ယုံကြည်မယ်ဖခင်ရဲ့နှုတ်ကပတ်တော်ယုံကြည်မယ် ဖျားဂရိတော်ဟာသူဂရိပေးထားတဲ့အတိုင်းဖြစ်လာမယ်ဆိုတဲ့အရာနဲ့နော်အဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဖျားသခင်ကောင်းချီးပေးပါစေ